အားလုံးမင်္ဂလာပါတိုင်းနယ်မြေ YouTube Channel နေပြီးတော့အားလုံးကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတချို့ကျွန်တော်တို့ပြောကြည့်ရအောင်မနော်ဆိုတော့ကျွန်တော်တို့ Onana ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Ipswich Town ရဲ့အတိုက်စစ်မှု Liam Delap ကနေပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ အဲဒီဟိုလက်ရှိ roommate တို့ကျွန်တော်ပြောထားလေးကျွန်တော်ရှိပါတယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့အဆွနေတော့အမယ်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီ Andre Onana ပေါ့နော်ဆိုတော့ Onana ကဒီပြီးခဲ့တဲ့ကျွန်တော် Newcastle နဲ့ပွဲမှာအဲဒီပေါ့နော်ကျွန်တော်ဒီ Ruben Amorim ရဲ့ကျွန်တော် challenge ချင်းကိုခံခဲ့ရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ Romano ရဲ့ကျွန်တော်တို့ပြောကြားချက်ကိုလည်းကျွန်တော်ဒီ YouTube ရဲ့ကျွန်တော် post မှာကျွန်တော်တင်ပေးထားတယ်ဆိုတော့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော် Lion နဲ့ ပွဲအပြီးမှာဆိုလို့ရှိရင်ဥနာနာဥနာနာနဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီ Ruben Amrin နဲ့ဒီပြပြတဲ့ Ruben Amrin နဲ့ကျွန်တော်တို့ဒီတိုက်ရိုက်ကျွန်တော်စကားပြောဆိုမှုကျွန်တော်ရှိခဲ့တယ်။အဲ့မှာသူကကျွန်တော်တို့ဒီပြောတဲ့ပုံစံကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုလို့ရှိရင် Romano ကသူပါပြောထားလဲဆိုတော့အဲ့ဒီပေါ့နော် Okay ဒါဟိုဒီအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်ဒီ weekend ပါနော်။ပြောမယ်ဆိုလို့ရှိရင်ဒီ Newcastle ကိုသွားတဲ့ခီးမှာမလိုက်နေတော့ မင်းအနေနဲ့ဒီဘောနောဘောလုံးနဲ့ခဏလောက်ဆက်သွယ်ပြမိသားစုတွေတငယ်ချင်းတွေနဲ့ခဏလောက်အချိန်ကုန်ဆုံးပြီးတော့အေးစင်နားနေလိုက်အောင်ပေါ့ဆိုတော့ဒီဒီဒီလိုအချိန်မျိုးမှာအဲသူ့ကိုကျွန်တော်တို့ဒီဘောလုံးနဲ့ခဏလောက်အဆက်သွယ်ဖြတ်ထားစီခြင်းတဲ့ပုံစံမျိုးတွေကျွန်တော်ပြောပြီးတော့အဲဒီအိုနာနာကိုကျွန်တော်ဒီနျူကာဆယ်နဲ့ပွဲမှာတော့ကျွန်တော်ချန်လက်ခဲ့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီလာမယ့်ဒီဘောနောဒီလာမယ့်ကျွန်တော်ဒီလိုင်ယွန်နဲ့ပွဲ အိမ်ခွဲမှာကျွန်တော်ပြန်ကစားမယ်ဒုတိယကြော်ပွဲစဉ်မှာဥနာနာကျွန်တော်ပါဝင်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းဝိမနောကကျွန်တော်ထပ်ပြီးတော့ပြောသွားတယ်ဒါအပြင်ကျွန်တော်ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီဥနာနာကပေါ့နော်ဥနာနာကဒီပြီးခဲ့တဲ့ကျွန်တော် January transfer မှာဆိုလို့ရှိရင်အဲသူအနေနဲ့ဒီပေါ့နော် agent အစ်စ်ပေါ့နော် agent အစ်စ်ကျွန်တော်တို့ဒီစာချုပ်ချုပ်ခဲ့တယ် agent သူ့ရဲ့ကျွန်တော်ဒီပေါ့နော်ဒီအပြောင်းရွှေ့အတွက်လှုပ်ဆောင်ဖို့အတွက်သူ့ရဲ့အနာဂတ်လှုပ်ဆောင်ဖို့အတွက် agent အစ်စ်ကိုကျွန်တော်တို့စာချုပ်ချုပ်ဆိုခဲ့တာမျိုးကျွန်တော်ရှိတယ်။ဒါပေမဲ့ကျွန်တော်ဒီ January transfer မှာတော့ကျွန်တော်တို့ဒီပေါ့နော်ဘာမှကျွန်တော်တို့ဖြစ်ခဲ့ရမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်စောင့်ကြည့်ရမှာကလွေရည်ပေါ့နော်လာမယ့်နှွေမှာအွန်နာနာကအသင်းကထွက်သွားနိုင်ကြကျွန်တော်ရှိနေသေးတယ်ဆိုတဲ့ပုံစံမျိုးတွေဝမ်းမနေကျွန်တော်ထပ်ပြီးရဖြစ်ပြီးရကျွန်တော်ပြောထားမျိုးကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒီနေရာမှာဆိုလို့ရှိရင်ဒီပေါ့နော်ဥနနာကဒီပြီးခဲ့တဲ့ကျွန်တော်ဒီဘောနော် United ကိုကျွန်တော်မရောက်ခင် Inter မှာကစားစဉ်ကလေးက Manchester United အပြင်ကိုကျွန်တော်ဒီ Saudi ရိုလီယာအတင်းတော်များများလည်းအိုနာနာကိုကျွန်တော်စိတ်ဝင်စားနေကြတာကျွန်တော်ရှိတယ်။အခုလက်ရှိအချိန်ကြီးအိုနာနာကို တကယ်ကျွန်တော်ဒီမနော်ဟိုလက်ရှိအချိန်ကြီးတော်တော်ကိုကျွန်တော်စိတ်ဝင်စားနေစေဖြစ်တယ်ဆိုပြီးတော့လည်းဒီဘာလို့ဖော်ပြထားမျိုးကျွန်တော်ရှိတယ်ရှိမှာကျွန်တော်ဒီဒီဒီ Athletic တို့ပြီးလို့ရှိရင်ကျွန်တော် Sky Sport တို့ရဲ့ကျွန်တော်ဖော်ပြချက်တွေရောအကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင် Onana နဲ့ Sorry Broly ဆိုတာကကျွန်တော်ဒီပြောရမယ်ဆိုလို့ရှိရင်ဒီသူတို့ကြားမှာဆိုလို့ရှိရင် interest ကကျွန်တော်ရှိနေတုံးပဲလို့ကျွန်တော်ပြောလို့ရတယ် sorry blue league sorry ရဲ့ internet ကကျွန်တော်ခေါ်နေတာ united ကကျွန်တော်ခေါ်သွားတယ် okay united ကအခုလက်ရှိအဆင်မပြေလို့အဲတကယ်လို့ရောင်းမယ်ဆိုလို့ရှိရင်တော့မ sorry blue league ဘက်ကစိတ်ဝင်စားနေစေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့လာမယ့်ကျွန်တော်ဒီ new year ဒီမှာဆိုလို့ရှိရင်ကိုသမားကျွန်တော်ဒီ transfer တစ်ခုကျွန်တော်ဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အခြေအနေမျိုးလို့အဲကျွန်တော်ယူဆလို့ရပါတယ်ဆိုတော့လာမယ့်တွင်မှာကျွန်တော်ဒီ အိုနာနာကျွန်တော်အသင်းကဒီထွက်သွားနိုင်ခြေရှိတယ်ထွက်သွားမယ့်နေရာမှာဆိုလို့ရှိရင်လည်းဒီ sorry pro league ကဖြစ်နိုင်ခြေအများကြီးရှိရလို့ကျွန်တော်တို့ယူဆလို့ရပါတယ်ဆိုတော့အိုနာနာအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလက်ရှိကျွန်တော်ဒီအချိန်နေနဲ့ကတော့အိုနာနာကကျွန်တော်ဒီ net တက်မှာအဆင်မပြေနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဘလောက်ပဲကျွန်တော်တို့ကသူ sweeper keeper ပဲဖြစ်ဘလိုပဲဖြစ်ပေါ့နော်ဒီဒီလိုမျိုးကျွန်တော်တို့ဒီအဲသူ သူကကျွန်တော်တို့ဒီဘာနော် short story မှာဆိုလို့ရှိရင်တကယ်တကယ်တမ်းကျွန်တော်ဒီ premier league မှာဆိုလို့ရှိရင်တော်တော်လေးအ short story တွေတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဒါပေမဲ့လည်းပဲသူပေါ့နော် goal ခွင့်ပြုရတဲ့ပုံစံတွေကဆိုလို့ရှိရင်အရင်ကျွန်တော်တို့ဒီအဲဒီတကယ်ကျွန်တော်တို့ဒီပွဲကြီးတွေမှာကျွန်တော်တို့ဖြစ်လိဖြစ်တာရှိတယ်ဟိုအရင်တော့ဆိုလို့ရှိရင် premier league ရောပြီးလို့ရှိရင်ကျွန်တော်တို့ဒီဥရောပပွဲစဉ်တွေမှာကျွန်တော်တို့ဖြစ်တယ်ဆိုပေမဲ့အခုလက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ကျွန်တော် premier league မှာလည်းဖြစ်တာပါပဲဖြစ်တာပါပဲဖြစ်တယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီ europa league မှာလည်းဖြစ်တယ်ဆိုတော့ ြောစရာပါเนาะပြောစရာတော်တော်ဆူဆူဝါဝါပုံစံမျိုးကြီးကိုကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဒီပုံစံနဲ့ကကျွန်တော်ဘလို့မှအဆင်မပြေဘူးပေါ့เนาะကျွန်တော်တို့ဂျုံငယ်ရတဲ့ဂိုးသမားတွေอ่ะဆိုလို့ရှိရင်ရှေ့မှာကျွန်တော်ဒေးဗစ်ဒဟေယားလို့လူမျိုးတွေเนาะဖန်နာစားလို့လူမျိုးတွေ နော်ပီတာရှမိုက်ကဲလိုဒီမျိုးတွေဒီလိုပုံဒီလိုကိုးသမားနေကျွန်တော်တို့ဖြန့်တန်းခဲ့တဲ့အနေထားမှာဆိုလို့ရှိရင်ခုလက်ရှိကျွန်တော်တို့ဦးနန္ဒာကတကယ်တကယ်ဆိုတော့လေးစိုးတဲ့ထဲမှာပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဦးနန္ဒာရဲ့အနာဂတ်ကကျွန်တော်လာမယ်ဒီနှွေမှာဆိုလို့ရှိရင်စောင့်ကြည့်ချင်းစောင့်ကြည့်ရမယ်အဲဒီဘောနော်ဟိုအခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဦးနန္ဒာအသင်းကနေ ချက်သွားနိုင်ကြီးရှိပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီသတင်းတွေပေါ်မှာဆိုလို့ရှိရင်တော့ human တို့ထပ်ပြီးတော့ပြောတဲ့အခါမှာဆိုလို့ရှိရင် LND lab နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ဒီ lab နဲ့ပတ်သက်ပြီး human ပြောတာကိုမပြောခင်မှာဒီ lab နဲ့ပတ်သက်ပြီးကျွန်တော်ရှေ့မှာသတင်းထွက်ထားတဲ့ပုံစံအရာဆိုလို့ရှိရင် Manchester United ကဒီကြပေါ့ဆိုလို့ကျွန်တော်တို့ဒီတိုက်စစ်အားဖြစ်မှုတွေကျွန်တော်လုပ်ဖို့ရှိရဲအဲဒီဘောနော်ညနေထားမှာဆိုလို့ရှိရင် စောင့်ကြည့်နေတဲ့ကစားသမားတွေထဲမှာအစ်ဆွတ်တောင်းရဲ့တိုက်စစ်မှု LND lab လည်းကျွန်တော်တို့အပါအဝင်ပဲဖြစ်တယ်ဆိုပြီးတော့အဲရှေ့မှာဆိုတော့သတင်းတွေကထွက်ထားတယ်ဘောနော်အခုလည်းရှိကျွန်တော်တို့ဒီ ် ENT lab ရဲ့အခြေအနေကို Romano ကကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့ acid down ရဲ့ဒီတိုက်စင်မှုဖြစ်တဲ့ ENT lab ဟာဆိုလို့ရှိရင် အကယ်လို့ပေါ့နော်ကျွန်တော် acid down သာတန်းစင်းခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော် release clause ဟာဆိုလို့ရှိရင်ကျွန်တော်ပေါင်တန်း30နဲ့ ENT lab ကိုကျွန်တော်ခေါ်လို့ရမယ် euro ကျွန်တော်တန်း40နီးပါးလောက်ပေါ့နော်အဲ့လောက်နဲ့ကျွန်တော်ခေါ်လို့ရမယ်အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ပေါ့အာဒီ ရန်ဒီလက်ကအခုလက်ရှိကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်စိတ်ဝင်စားရတဲ့ဆိုပေမဲ့သူ့ကိုစိတ်ဝင်စားတဲ့ကလပ်တွေထဲမှာဆိုလို့ရှိရင်ပရီးမီးယားလိဂ်ကလပ်တော်တော်များများလည်းရှိတာဖြစ်သလိုအဲဒီဘောနောဂျာမန်ကလပ်တော်တော်များများလည်းပါဝင်နေဆိုပြီးတော့သိရတယ်။ကစားသမားဖြစ်သူကတော့ကျွန်တော်ဒီပရီးမီးယားလိဂ်ကိုပဲတေချာပေါက်ဆိုသလိုဦးစားပေးပြီးတော့စဉ်းစားသွားမယ့်အခြေအနေမျိုးမှာရှိတယ်ဆိုပြီးတော့လည်းဒီရန်ဒီလက်ကကျွန်တော်တို့အဲ sorry လေဝမနိုကကျွန်တော်ပြောထားမှာကျွန်တော်ရှိတယ်ဆိုတော့ဒီ lab နဲ့ပတ်သက်ပြီးတော့ brother တို့ဘယ်လိုမြင်ကြလဲ ဒီညဒီမှာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်အဲဒီဒီလိုမျိုးကျွန်တော်တို့ဒီ non နေတဲ့ issue download အသင်းမှာတကယ်ကျွန်တော်တို့ဒီရှာပါတဲ့ shoe လေးလို့ပဲကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒီ lamp ကကျွန်တော်တို့တော်တော်လေးအဲဒီ issue down နဲ့နေထားမှာဆိုလို့ရှိရင်သူပြောမယ်ဆိုလို့ရှိရင်သူပါဝင်ကစားတဲ့ပွဲတိုင်းမှာသူသူစီကကျွန်တော်တို့ဒီ attitude ခေါင်းနေကျွန်တော်မြင်ရတယ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီပေါ့နော် အဲဒီသူ့ရဲ့ကျွန်တော်တို့ဒီ scale ပါเนาะသူ့ရဲ့ scale ဘိုင်းကြီးလဲကျွန်တော်တို့မြင်သူ့ရဲ့ဒီတိုက်စစ်မှာကျွန်တော်တို့ဒီဥဆောင်နိုင်တဲ့အချက်မျိုးတွေကျွန်တော်တို့မြင်နိုင်တယ်ထားပါတော့ကျွန်တော်တို့ဒီမနော် long strike ပုံစံမျိုးမဟုတ်ဘူးဆိုပေမဲ့သူကကျွန်တော်တို့ဒီအဲဒီသူကိုယ်တိုင်လဲကျွန်တော်တို့ဒီ dribbling နဲ့သူလုံးနိုင်တယ်သူကိုယ်တိုင်လဲကျွန်တော်အခွင့်အရေးဖန်တီးရတယ်သူလုံးနိုင်တယ်သူကိုယ်တိုင်လဲကျွန်တော်တို့ဒီကောင်းကောင်းလေးကျွန်တော်တို့ဒီ finishing တွေလုံးနိုင်တယ်ကိုယ်တွေတွင်းနိုင်တယ်ဆိုတော့ဒီလိုပုံစံမျိုးတိုက်စစ်မှုပါဆိုတော့သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသင်းမှာကအဲဘယ်သူနဲ့ကျွန်တော်တို့ဒီ ိတ်ဆက်ရှိမလဲဆိုလို့ရှိရင် Jason Wilcox ပဲเนาะဆိုတော့ Jason Wilcox ਨੇ သူနဲ့ကြားမှာကျွန်တော်တို့ဒီဟိုပြောမယ်ဆိုလို့ရှိရင်အဲဒီ Man City Academy မှာလာမသိဘူးเนาะအဲ့မှာကျွန်တော်တို့ရင်းနှီးခဲ့တာမျိုးတွေကျွန်တော်ဘာညာပေါ့เนาะအဲ့လိုမျိုးကျွန်တော်ရှိတယ်ဘာညာဆိုပြီးတော့ကျွန်တော်တို့အဲသိရတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Reality Lab ကလည်းကျွန်တော်တို့ဒီလာမယ့်နှွေမှာစောင့်ကြည့်အဲဇေယကောင်းနေအခြေအနေမျိုးပါဘာလို့ဆိုတော့ကျွန်တော်အခုလက်ရှိ Striker Market ကိုကျွန်တော်ကြည့်ပါ Best Striker မှာကျွန်တော်တို့တန်း 30နဲ့ကျွန်တော်တို့မရတော့ဘူးအဲ့လိုအခြေအနေမျိုးကျွန်တော်တို့ဖြစ်နေပါပြီเนาะအသက်ကလည်းကျွန်တော်တို့22နှစ်ပဲကျွန်တော်တို့ရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဒီ market တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်เนาะ Benjamin Sachs လား Hugo AKTK လားเนาะ Vita Geocrest လား Vita Osimhen လားအကုန်လုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာလို့ Euro ဒီ90နဲ့အထက်တွေကြီးပဲအကုန်လုံးက အကုန်လုံး5ယူရိုတန်း50တန်း60တန်း80တန်း80ဒီလိုမျိုးကျွန်တော်တို့ဒီဟိုဒီလုံးဝကျွန်တော်တို့ price tag အကြီးကြီးနေတယ်ဒီပြန်လာမှာဒီနေရာမှာကျွန်တော်တို့တစ်ချက်ကြည့်ရမှာဗာလဲဆိုလို့ရှိရင် Manchester United နဲ့ Europa League ပဲဆိုတော့ဒီတကယ်လို့များကျွန်တော် Europa League ကိုသာကျွန်တော်ရခဲ့တယ် Champion League ကျွန်တော်တို့အဝင်ဝင်ရတယ်ဆိုလို့ရှိရင်အသင်းကကျွန်တော်မြင်ရဒီမှာအတုံးစေးကပို့ပြီးတော့များကောင်းများလာနိုင်တယ်အဲဒါပေမဲ့လည်းပဲ တကယ်လို့မရခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ budget ကဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်တို့အားလုံးအသိပဲပေါ့နော်ကျွန်တော်တို့မှာအတင်းမှာငွေမရှိပါဘူးဆိုတော့ကစားသမားတွေရောင်းလို့ရမှာကျွန်တော်တို့ကစားသမားတွေဝယ်လို့ရမယ်အချိန်မျိုးပါဆိုတော့ဘယ်သူတွေကျွန်တော်တို့ရောင်းလို့ရနိုင်မလဲဘယ်သူတွေကိုကျွန်တော်တို့ဒီပြန်ဝင်မလဲဆိုတဲ့အရာကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်တကယ်လို့ကျွန်တော်အတင်းကဒီပေါ့နော်ကျွန်တော် strike က နေရာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တိုက်စစ်နေရာမှာအားပြေးဖို့အတွက်ဒီဘတ်ဂျက်မလောက်ဘူးဘာညာဆိုလို့ရှိရင်လေ LND Lab ကတကယ်ကိုကျွန်တော်ထင်သွင်းစဉ်းစားတင်နေတယ်မှာပါရလို့ကျွန်တော်ကတော့မြင်ပါတယ်ဒီဈေးလဲကျွန်တော်တို့တန်တယ်ဗျာဈေးလဲတန်တယ်ကျွန်တော်တို့ဒီပေါင်တန်း30လောက်နဲ့ဒီဘာနော်တကယ်ကောင်းတဲ့ကျွန်တော် Premier League မှာလည်းအဲဒီဘာနော်အတိုင်းအတာတစ်ခုဒီ proof လုပ်တာနဲ့ player တယောက်ကိုကျွန်တော်တို့ရမယ်ဆိုတဲ့အခြေအနေမျိုးမှာအဲဒါ LND Lab ကကျွန်တော်ထည့်သွင်းစဉ်းစားတင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီ Lab နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ ဆိုတော့ဦးနနာရောအဲဆော်ဒီယိုနေရာဒီမှာကျွန်တော်ပြောင်းသွားနိုင်တယ်လို့ထင်ကြတာ comment မှာဝင်ရောက်ဆွေးနွေးပြီးတော့လည်းရပါတယ်ဆိုတော့ channel လေးကို subscribe လုပ်သူတို့ရှိရင် subscribe လုပ်ပေးကြပါအောင်တောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ရမယ်အားလုံးကျေးဇူးပါ